ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကပုံစံသင်းနဲ့ကျင်းပသွားမယ်2025 FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုဇူလ14ရက်ယနေ့မှစတင်ကျင်းပတော့မှာပါအမေရိကန်နိုင်ငံကအရှေ့ဖြစ်လက်ခံကျင်းပမဲ့ကလပ်ကဘာဖလားပြိုင်ပွဲကိုပြိုင်ပွဲဝင်32တင်းနဲ့အုပ်စု8ခုခွဲပြီးကျင်းပမှာဖြစ်ပါတယ် ိုင်ပွဲဝင်32တင်းအနက်ဥရောပကိုစားပြု17တင်းတောင်အမေရိကကိုစားပြု6တင်းအာရှကိုစားပြု4တင်းအာဖရိကကိုစားပြု4တင်းကွန်ကာကက်ကိုစားပြု5တင်းသမုတ်တရာကိုစားပြု1တင်းပါဝင်ရှိပြိုင်မှာပါကွန်ကာကက်ကိုစားပြု5တင်းမှာအင်တာမိုင်ယာမီအသင်းကတော့အရှေ့အမေရိကန်နိုင်ငံကိုစားပြုအဖြစ်ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ် ပြိုင်ပွဲကိုဇော်လာ14ရက်ကနေဇူလိုင်လ13ရက်ထိကျင်းပမှာဖြစ်ပြီးမြို့17မြို့ကကွေး12ကွေးမှာရှင်ပြိုင်ကစားဖို့အစီအစဉ်ထားပါတယ်။ကလပ်ကပဖလားပြိုင်ပွဲကချန်ပီယံလိပြိုင်ပွဲအငယ်စားလို့လည်းညွှန်းဆိုလို့ရပါတယ်။ဥရောပထိပ်တန်းကလပ်တချို့မပါလာပေမဲ့ပြီးခဲ့တဲ့ရှာတီချန်ပီယံလိပြိုင်ပွဲမှာကွာတာဖိုင်နယ်ရောက်8သင်းအနက်5သင်းကအခုပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။ PSG, Real Madrid, Dortmund ဗိုင်ရယ်မျိုးနစ်နဲ့အင်တာမီလန်တို့ကကလပ်ကမ္ဘာဖလားပြိုင်ပွဲရှင်ပြိုင်ရမှာဖြစ်ပြီးဘာစီလိုနာအင်္ဂလိပ်နှစ်သင်းဖြစ်တဲ့အာဆင်နယ်နဲ့အက်စတွန်ဗီလာတို့လွဲချော်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ကလကဘာဖလားမှာနိုင်ငံတနိုင်ငံတဲကအများဆုံးရှင်ပြိုင်ခွင့်ရခဲ့တာကဘရာဇီးပဲဖြစ်ပါတယ်။ဘရာဇီးကလပ်တွေဖြစ်ပေမဲ့ဖလာမင်ဂိုပါမီရက်စ်ဖလူမီနစ်ဗိုတာဖိုကိုစတဲ့လေးသင်းအထိဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။ဒုတိယအများဆုံးကတော့အင်ရှင်အမေရိကန်ဖြစ်ပြီးဆီရတန်ဆောင်ဒါစ်အင်တာမိုင်ယာမီနဲ့ LAFC သုံးသင်းရှင်ပြိုင်မှာပါ။ကလကဘာဖလားပြိုင်ပွဲမှာစိတ်ဝင်စားစရာဖြစ်စေတာကချီးမြှင့်မဲ့စုကြည်ပမာဏပါပဲ ဖီဗာကအခုပြိုင်ပွဲအတွက်စူဂျီအမေရိကန်ဒေါ်လာ1ဘီလီယံအထိချီးမြှင့်သွားမှာဖြစ်ပါတယ်။စူဂျီဒေါ်လာ1ဘီလီယံမှာပြိုင်ပွဲဝင်ပါဝင်ရှင်ပြိုင်မှုအတွက်ဒေါ်လာ925သန်းပြိုင်ပွဲအတွင်းစွမ်းဆောင်ရည်အတွက်ဒေါ်လာ495တန်းခွဲထားပါတယ်။ပြိုင်ပွဲရှင်ပြိုင်ကြီးမှာ ဒေတာလိုက်မတူပဲဥရောပမှာတော့အားကစားနဲ့ဈေးကွက်အပေါ်သတ်မှတ်တဲ့အစစ်သတ်မှတ်ချက်အလိုက်ချင်းမြင်မှာဖြစ်ပြီးဒေါ်လာ12.83တန်းနဲ့38.19တန်းအကြာရရှိဖို့ရှိပါတယ်။တောင်အမေရိကကလပ်တွေကဒေါ်လာ15.12တန်းစီ၊ကွန်ကာကက်ဖ်အာရှနဲ့အာဖရိကကလပ်တွေက9.55တန်းစီ၊သမုတ်တရာကလပ်က3.58တန်းရရှိမှာ ဖြစ်ပါတယ်။ပြိုင်ပွဲအတွင်းဆန်းဆောင်ရီမှာချန်ပီယံဖြစ်မဲ့အသင်းကအမြင့်ဆုံးရရှိမဲ့စုကြီးကဒေါ်လာ1.5 125တန်းအထိရှိနိုင်ပြီး ချန်ပီယံစုကြီးတက်တက်ကဒေါ်လာတန်း40ရရှိပါလိမ့်မယ်။အုပ်စုတွင်နိုင်ပွဲတစ်ပွဲအတွက်ဒေါ်လာ2တန်း၊တရေတစ်ပွဲအတွက်ဒေါ်လာ3တန်း16သင်းအဆင့်ကိုဒေါ်လာ9.5တန်း၊ Quarter Final အဆင့်ကိုဒေါ်လာ73.15တန်း၊ Semi Final ကိုဒေါ်လာ21တန်း၊ဒုတိယအသင်းကိုဒေါ်လာတန်း30ချင်းမြင်မှာဖြစ်ပါတယ်။ FIFA အနေနဲ့ကမ္ဘာတဝန်းကကလပ်ဘောလုံးဖွံ့ဖြိုးဖို့အတွက်ဒေါ်လာတန်း250ဘတ်ဂျက်သုံးဆွဲဖို့လဲရာထားပါတယ်။ဒီပြိုင်ပွဲမှာဥရောပထိပ်တန်းကလပ်တွေကပဲ Champions League တွက်ရေပန်းစားနေပါတယ်။အလေးပေးချက်တွေမှာထိတ်ဆုံး၉နေရာကိုဥရောပကလပ်အသင်းတွေကပဲရယူထားတာပါ။ဖီတိန်လောင်းကစားကုမ္ပဏီဝီလီယံဟေးရဲ့အလေးပေးချက်မှာချန်ပီယံလိအောင်မြင်ဆုံးရီယယ်မက်ဒရစ်အသင်းနဲ့ချန်ပီယံလိလက်ရှိချန်ပီယံ PSG အသင်းတို့က၄အချိုး၄စီနဲ့ထိတ်ဆုံးကရေပန်းစားနေပြီးမက်ဆီဒီအသင်းက၅အချိုး၄၊ဘိုင်ယန်မြူးနစ်အသင်းက၆အချိုး၄၊ချယ်ဆီအသင်းက 10ချိုးတလေအတလက်တီကိုအသင်းနဲ့အင်တာမီလန်အသင်းက14ချိုးတလေစီဒေါမွန်အသင်းက25ချိုးတလေဂျူဗင်တက်စ်အသင်းက28ချိုးတလေနဲ့ရပ်တည်နေပါတယ်။ပုံစံအသင်းနဲ့ကျင်းပမဲ့2025ကလပ်ကမ္ဘာပလာပြိုင်ပွဲကိုယနေ့မြန်မာစံတော်ချိန်ဇွန်လ15ရက်နနက်6နာရီခွဲမှာအင်တာမိုင်ယာမီနဲ့အီဂျစ်ကလပ်အယ်အာလီပွဲနဲ့စတင်တော့မှာဖြစ်ပါတယ်။